မင်္ဂလာပါရှင်ကျမတို့ရဲ့ Freedom for Future Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့နေဖက်ပြမယ့်စာအုပ်လေးကတော့ဆရာမကျူးရေးသားထားတဲ့တစ်တပင်ကောင်းဆိုတဲ့ဝိထုတို့စာအုပ်ကလေးပဲဖြစ်ပါတယ်ရှင်လောကပဝင်းကျင်သည်တိတ်ဆိတ်စွာငြိမ်းငြိမ်းလျက်ရှိသည် ်ဤစိမ့်စွာလဲလန်းဆန်းလျက်ရှိသည်ဤရွာကလေးသည်ဘေးပံဝင်းကျင်တွင်တောင်နှများတပင်အုပ်စုကြီးများကာယံထားသောကြောင့်ခရီးသွားလာ၏အနှဲငယ်ခက်ခဲသောဒေသဖြစ်လေသည် ထို့ကြောင့်လဲဤရွာကလေးတွင် လူနေအင်ကြီးအလွန်ကျပါသည်ပြီမမဧည့်သည်များအယောင်အပေါင်းနေသည်ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သောသူ့လူယဟန်တန်ကားတော်များလာရောက်လေပတ်ချင်းနေဟန်တူသည် ရွာရှိ လူဦးရေ၏တဝက်ခန့်သည် ခရိယန်ဘာသာဝင်များဖြစ်ကြသည်။ကြံတဝက်ထဲမှာတချို့သည်မီယိုဖလာကိုးွယ်မှုဖြစ်သောနတ်ဘူဇော်ကိုးွယ်ခြင်းကို အမွေထိန်ထိန်ထားစေ။ကြံတချို့သည်ဗုဒ္ဓဘာသာဆိုသည်ကို ကြာဘူးနာဝရှင်နေသူများဖြစ်သည်။ဤအားတွင်ပထမဆုံးသောဗုဒ္ဓဘာသာဖုံးကြီးကြောင်းကိုလွန်ခဲ့သည့်ရှင်းနှစ်ကမှစတင်တည်ထောင်ခဲ့ရသည်။ တို့သည်ထိုဘုံတော်ကြီးเจ้าဤဒုတိယမြောင်เจ้าနိုင်ဘုံကြီးဖြစ်လေသည်အင်္ဂလိပ်ခေတ်ကတည်းကခရိယန်သာသနာပြုဘုံကြီးဤစွန်စားစွာစီယုံသာသနာပြုခဲ့သောအကျိုးကျေးဇူးကြောင့်ရွာသားများသည် ခရိယန်ဘာသာကိုကိုးကွယ်စည်းကမ်းခဲ့ကြသည်သို့သောနဂိုးဝယ်သောအုပ်စုလည်းကျန်နေသေးသည် ။သို့ရင်ဤကျောင်းဤကျောင်းနိုင်ဖုံးကြီးသည်ဗုဒ္ဓဘာသာဝင်ရွာများမှာကဲ့သို့ဆုံးခံခြင်းအမှုကိုပြုလုပ်၍မရခဲ့ပေ။ ရွာသားများသည် ဖုန်ကြီးတစ်ပါးကိုဆုံးလောင်းဖို့ကန့်လူဖို့ဟူသည်အတီတရားနှင့်ဝေကွာလာသည် သူတို့အမျက်တွင်ဤဖုန်ကြီးသည်မိတို့ကဲ့သို့ထမင်းချက်စားရန်ပကြောင်ဝင်လေနေပါသည်မိမိတို့မှာအမဲလိုက်ခြင်းပြားဖို့ခြင်းတစ်ခုတ်ခြင်းတီးနှံစိုက်ပျိုးခြင်းတို့ကို အလဲကျဆောင်ရွက်နေရသည်ဖြစ်ရာ ဖုန်ကြီးအားထမင်းချက်ပေးရန်အချိန်မရှိသည် ဤဖုံကြီးသည် ထမင်းချက်ပေးမည်ဇနီးမယားသာသမီမရှိအပ်လျင်တပည့်လက်သားတော်ရှိရပေမည်ဤအမည်မျိုးကိုဖုံကြီးထံစကားပေါအောင်သူတို့စူးစားခဲ့ရသည် ဖုံကြီးကလည်းဤအမည်မျိုးကိုဖြစ်ရှင်းရန်အတွက်သူတို့စကားကိုနားလည်အောင်ကိုယ့်စကားကိုသူတို့နားလည်အောင်သင်ယူစူးစားခဲ့ရ၏ ဖုန်ကြီးပြန်လုံတော်မူပြီးနောက်ဒုတိယကျောင်းနိုင်ကိုတော်အဖြစ်သူ့ရွာကလေးသို့ရောက်လာသောအခါအခြေအနေသည် အရင်ကလိုခက်ခဲခြင်းမရှိတော့ပေ။ရှင်နှစ်တိတိဗုဒ္ဓဘာသာဝင် ဖုန်ကြီးတစ်ပါး၏တကိုယ်တည်းနေထိုင်မှုရွာသားများပေါ်ကုညီဆောင်ဆောင်မှုပညာသင်ကြားပေးမှု နေမကောင်းမကျန်းမာလျင်ကုသပြုစုမှုစသည်တို့ကိုရွာသားများအနှဲအကျဉ်းလက်ခံတတ်လာခဲ့ပြီး ထိုအချိန်တွင် သူရောက်လာသည့်ဖြစ်ရာသူ့အတွက်သာသနာပြုခြင်းသည်မူလဖုံးတော်ကြီးလောက်တော့ပေမန်းခက်ခဲခြင်းမရှိပေ။ရွာသားများထဲမှခက်ရွယ်ရွယ်လူတယောက်သည်မူလဖုံးတော်ကြီးကပ်ပြီးရောက်အဖြစ်ထမင်းချက်ပြီးဖုံးကြီးဝေရောက်ဝေဆာကို ပြုစုပေးနေခဲ့သည်မှာနှစ်နှစ်သုံးနှစ်ခန့်ရှိပြီဟု သူသိရသည်။ထုံတို့နာမည်မှာသူသည်သလောက်အတန်းထွဲဖြင့်ဥုံုံတန်းဖြစ်သည် ရှဝံလူမျိုးဖြစ်သည်မြမစကားတော်သင်ပြောတတ်လေသည်ရွာသားများသည် အများစုမှာ အမဲလိုက်ခြင်းဖြင့်ဟင်းစားရှာဖွေကြသည်ဖြစ်ရာ ရလာသောအမဲအားခွဲဝေဖြတ်တော်ပြီး ဖုန်ကြီးကြောင်းသို့လာပေါ်လေရှိသည်တခါတခါဖုန်ကြီးနှင့်တိုက်ရိုက်တွေ့တခါတခါဖုန်ကြီးနှင့်မတွေ့လျင်လည်းဖုန်ကြီးကြောင်းမိဖို့ကြောင့်ထုတ်တန်းမှာထိုအမဲပေါင်ကိုချိန်ဆွဲ၍ထားခဲ့လေရှိသည် အဲ့ဒီမှာအမဲတပောင်ပေးခဲ့ပြီးချက်စားတော့ဟုတ်တော့အရိဘဲပင်ဖြစ်သည် ဖုန်းကြီးဆိုသည်မှာကိုတိုင်းတမင်းဟင်းချက်ပြုတ်စားရသူများမဟုတ်ကြောင်းဖုန်းတော်ကြီးကရှင်းပြသည်ကို သူတို့နားမလည်နိုင်ပေ ကပီယာမရှိခင်က ထုံဟင်းစားမဲပေါင်ကိစ္စမျိုးသည် ဖုံးတော်ကြီးအတွက်ဖြည့်ရှင်းရန်တတော်ခက်ခဲသောပြဿနာ ဖြစ်လေသည် ဖုန်ကြီးကြောင်ဝင်းနောက်ဖက်ချမ်းမြေတွင်တီးနံဆိုင်ပြိုခြင်းထိုတီးနံကို တခြားစားကုန်ဖြင့်လဲလှယ်ခြင်းစသည်တို့ကိုဖုန်တော်ကြီးကိုယ်တိုင် ပြုလုပ်ခင်ရပူသည် ရခုအခါမှာတော့သူသည်ကပီးယာရှိသောဘုံကြီးကျောင်းတွင် စွမ်းကိစ္စအတွေ့တိတ်အခဲခဲမရှိဘဲသာသနာပြုဝင်ရနေပြီ။ရွာရဲတွင်ဗုဒ္ဓဘာသာအင်ဂျီ၄၅၆ရင်ရှိပြီး သူစမ်းခံနိုင်ခဲ့သည်။ ရွာတဲကကလေးများကိုသူသည်အင်္ဂလိပ်စာမြန်မာစာသင်ချာစသည်တို့ကို သင်ကြားပေးဝင်ရပြီးဗုဒ္ဓအကြောင်းကို ပုံပြင်တစ်ပုတ်ပြောသလိုညစဉ်ပြောပြနိုင်ဖို့သူသည် ဒေသခံတိုင်းရင်းသားစကားကိုသင်ကြားတမ်းမြောက်ခံလေးပြီး အင်းမိုင်ခါမီဟု ဖြစ်ပေါ်မလာမီအရေးမြင့်ဖြစ်သောနန်းတမိုင်ချောင်းကြီး၏ကံမာဘေးတွင် သူ၏ဖုန်ကြီးကြောင့်ကိုတိဆောက်ထားသည်ဖြစ်ရာချောင်းရီစည်းသံတကိုင်းတရွတ်တို့၏တိုးတိုင်လှုပ်ခတ်သံကျင်းငယ်များအော်မြည်သံတော်ရရိဆန်ငယ်များ၏ပြေးလွှမ်းအော်မြည်သံတို့ဖြင့် ပဝင်းကျင်သည်တာယာချမ်းမြေလာပါသည် ကြောက်ကဘာထိန်မှာတပင်ဝါပင်အရင်နိုင်ငိမ့်သက်စွာထိုင်လျက်ရေစည်းတံကိုနားထောင်သည့်အခါတိုင်းပါရဂူဤတိတ်တထဝိထုထဲမှာတိတ်တထကိုတူတရီယာမေသည် ကြည်လင်လာသောရေသည်လှေမြန်စွာကြမ်းတမ်းစွာစီစဉ်နေလေသည် ကြောင်တုံးကျောင်းဆောင်များနှင့်ရေစီးထီးတွေ့ရာရန်တို၌ရေသည်ရေမုံရေပန်းများအဖြစ်ကမ်းမစီတို့ပင်ဖွာလွင့်ဝဲပြန်လျက်ရှိသည် ဤရရန်သူရောက်လာခဲ့မိသောကြောင့်မိမိကိုယ်ကိုထက်ခါထက်ခါကျေနပ်ရောင်ရဲမိခဲ့သည်တို့သည်အသက်၁၇နှစ်သားအရွယ်တွင် ရွာရှိမူလာတဲ့ကြောင့်မှစရုပ်ထာတဲ့အောင်မြင်ခဲ့၏။သူစားတီမှာရေနံချောင်းမြို့နယ်ဖျားကုန်းချေးရွာအုပ်စုအပိုင်းရွာတင်ကလေးချေးရွာဖြစ်လေသည်။စရုပ်ထာတဲ့အောင်ပြီးသောအခါနှစ်နှစ်လောက်အဖေလည်းတွင်ကုညီလောက်ကင်ပေးပြီး၁၃နှစ်သားအရွယ်တွင်ဥယင်ချောင်းစင်ရတော်ထံ ံမှာရှင်သာမဏေအဖြစ်ခံယူခဲ့လေသည်ဆရာတော်မဲ့ခေါ်သမုတ်အပ်သော ရှင်သာမဏေဘွဲ့မှာဇဏကာဖြစ်လေသည်အင်္ဂါသားမောင်ဆန်ဆိုသောဘွဲ့အမည်ဇဏကာပေါ်ကွယ်ဤဘွဲ့အမည်ကိုသူအလွန်နှစ်သက်ပါသည်ဖယားလောင်းမဟာဇနကာမင်းကိုသူအလွန်သဘောကျခဲ့ဘူးသည် ဆရာတော်ဦးတော်ပိဒါဤကြောင့်မှနေထိုင်ရင်အငယ်တန်းအလက်တန်းကို အောင်မြင်ခဲ့ပါ၏ထို့နောက်ရေနံကျောင်းမြို့ရွှေတောင်ပါရီတက္ကသိုလ်မှစတင်ရင်အကြီးတန်းအောင်မြင်ခဲ့ပါသည် အမှန်တိုင်းပြောရလျင်ထိုနှစ်ကအကြီးတန်းအောင်လိမ့်မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေအလွန်ခက်ခဲပြီးမြားပြားလာသောဤကျန်းစာများကိုတစ်နှစ်တည်းကြက်မှန်အာကုန်ဆောင်နိုင်မည်ဟု သူမထင်မှတ်ခဲ့ နှစ်နှစ်လောက်တော့ဖြည့်ယူရမှာပဲဟုသူထင်ခဲ့မိသည်။ကံကောင်းထောင်းမှစွာပင်သူနှစ်ချင်းပေါင်းအောင်မြင်ခဲ့သည်။သူသည် အောင်စရင်ကိုတည်ရစဉ်ကလူငယ်ပီပီဟံမဆောင်နိုင်လောက်အောင်ပင်ပျော်ရွှင်သွားခဲ့၏။မိမိနေသော ရွှေလောက်ရောင်ကြောင်းကြီးပေါ်မှနှစ်ပတ်သုံးပတ်လောက်ဂျွန်းထိုးပစ်လိုက်ခြင်းစိတ်ကို မနှဲအောင်ဤမျိုးသိခဲ့ရသည်။အဖေနှင့်အမေသည်သူ့အတွက်ခြေနဲ့ဂုံယုံမဆုံးရှိခဲ့သည် အသက်20ပြည့်သည့်အခါဥယင်ကျောင်းတန်မန္တသိမ့်၌ယဟန်ဖြစ်သောရောက်ခဲ့သည် ထိုအချိန်မှာလည်းသူ၏ယဟန်ဘွယ်မည်သည် အရှင်ဇနကာပင်ဖြစ်၏ရွာမကျောင်းနာ၏လက်ထောက်အဖြစ်သူဆက်လက်နေထိုင်ရန်အဖေနှင့်အမေကဆန္ဒရှိခဲ့တော်လဲသူက မဟာဓမာစရိယာထီအောင်ခြင်းသည်စာတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းစိတ်ကို ချိုးနှိမ်၍မရခဲ့ပေတကားကြီးကျောက်ရန်ကုန်မှာစာသွားတယ်မလို့ ဟိုအဖေအားအတိပေးသောအခါအဖေဒီသူအားမတားမြစ်ရဲ့တဖြင့်တဘောတူခဲ့၏ရန်ကုန်မှာစာသွားတင်ခြင်းဟူသောမှုကိစ္စသည်လွယ်မယောင်နှင့်အလွန်ခက်ခဲကြမ်းတမ်းလာလေသည်အတိမိတ်ဆွေဖုန်းကြီးဟူ၍မရှိသောကြောင့်ရန်ကုန်မှာကြောင်းတစ်ကြောင်းကြောင်း၌နေထိုင်ခွင့်ရရန်ရပောင်းများစွာစ조사ရှာဖွေခဲ့ရသည် ဖုန်ကြီးကြောင်တော်တော်များများကို သူ့တွားရောက်ချင်းကပ်ခဲရသည် သူ့အားမြေသည့်ကြောင်ကများလက်မခံနိုင်ပေဝါစိုလာပြင်းဤသို့ရောက်လာကနီးနေကြောင်တကြောင်မှမရသည်သဖြင့်ရင်ဘူးလေးဖြစ်လာသည်ရေကုံလာမိတာမှားပြီလားဟုလဲကိုကိုကိုနောင်တရမိ၏အဖေပေးလိုက်တော့ချွေးနှဲစာစူဆောင်ငွေကလည်းကုန်လာပြီကြောင်တကြောင်မှမရဘဲဝါစိုသွားလျင်သူ့ဘာလို့ရမည်နီး နေဝင်ကနှွေထွဲသူသည် တလန်းဝင်တလန်းထွဲမြို့နယ်ပေါင်းစုံသို့ရှောင်ရလေသည်ဖျားရှင်တော်မြတ်ဤကုန်ကျေးသူဆရာတော်ရှင်မြတ်များဤကုန်ကျေးသူမိဘနှစ်ပါးဤကုန်ကျေးသူတို့ကိုအောင်းမေးလျက်သူသစ္စာဆိုမိသည်တပည့်တော်သည်မြတ်စွာဘုရားရှင်ထားရတော်မူခဲ့သောဗုဒ္ဓသာသနာတော်ကိုလေးနဲ့ကြည်ညိုစွာယုံကြည်တတ်ဝင်မိပါ၏။ ဗုဒ္ဓသာသနာတော်အရုရှိတည်တံ့စီရန်နှင့်ပြန်ပွားစီရန်ကိုစိတ်နှပြအားထုတ်ကြိုးပမ်းပါမည်။တာမဏိဘဝယဟန်ဘဝတို့ဖြင့်ဗုဒ္ဓသာသနာ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။အီမန်သောသစ္စာစကားကြောင့်တပည့်တော်ခေါလုံနိုင်စရာအရေးတစ်ခုခုတို့တွေ့ရပါလို့ဤအရှင်ဖေယ။တုံးဤသစ္စာကိုတမာဒေဝနတ်မြတ်များကြားခဲ့သည်ထင်၏။ တော်သည်ဝါဆိုလာပြေမတိုင်းမီနှစ်ရက်အလို၌အင်းစိန်ရွာမှ ပရိယတ်ဒီစာတင်တိုင်းကျောင်း၌နေထိုင်ခွင့်ရခဲ့သည် အလွန်စည်းကမ်းကြီးသောကျောင်းကြီးဖြစ်သည်ငယ်စဉ်ကသူစေးဖို့ခဲ့သောဘေးရင်နက္ခနာပညာကြောင့်တကြောင်ဥပုပ်သီလာဘေးရာတွင်တည်ငြိမ်စွာဟောပြောတတ်ခြင်းကြောင့်တကြောင် သူတွင်စွမ်းခံအိမ်မရှာခဲ့ပေ။ နိုင်ငံတော်ပရိယတိ သာသနာတက္ကသိုလ်၌ပညာသင်ရန် ဝင်ခွင့်အောင်မြင်သောအခါသူ့စွမ်းတကားတကားမများစိတ်မကောင်းခြင်းတဝဲသူ့အတွက်ဝမ်းသာခြင်းတဝဲဖြင့်နှုတ်ဆက်ကြလေသည်ဆောင်းစာရန်မူကုသိုလ်ပြုပြရစေဖရာဟိုတချို့ကဝိဓုငွေကန့်လှူကြလေသည် သာသနာတက္ကသိုလ်ဝင်ခွင့်ဆောင်ပေးပွဲ ဖြစ်စဉ်ကလည်းအောင်မြင်လိမ့်မည်ဟုမမျှော်လင့်ရဲပေ တနေ့တနေ့တွင်တန်ငါးပါးထောင်ပြေလျင်90ခန့်သောအောင်မြင်သည်ဖြစ်ရာ900ခန့်နှုန်းသောအောင်မြင်ခဲ့သောဆောင်းမီးပွဲဟုပြောရမည်။ထို900ခန့်နှုန်းတွင်မိမိပါဝင်လိမ့်မည်ဟုမြည်သူများမျှော်လင့်ရမည်မဟုတ်။ထို့ကြောင့်ဖြေသောဖြေရသည် စိတ်ကခတ်ထင်းနေမည်ဖြစ်၏။ အခြေအနေအောင်မြင်ပြီး၍ဆင်ဝါထက်မပိုရဟုသောစည်းမျဉ်းနှင့်ကိုက်ညီနေသောကြောင့်တကြောင်နိုင်ရန်ရန်ချားသို့သာသနာပြုဆေလွတ်ခြင်းခံရမည်အခွင့်အရေးကိုမျှော်လင့်သောကြောင့်တကြောင်ရသောရှိမရသောရှိဖြည့်ကြည့်မည်ဟုစည်ရင်ပေတွင်လိုက်ခြင်းဖြစ်သည် ကံကောင်းထောင်းပါသည်လားနှစ်ပေါင်းများစွာလေးလာစီးပူ၍အာကုန်ဆောင်နိုင်သောဉာဏ်ရည်ကြောင့်ပဲလားနှမျိုးလုံးနှင့်ညီညွတ်၍ပဲလားမသိတူအောင်မြင်ခဲ့သည်နှုတ်ဖြေမိသောဆရာတော်ဖရာတို့၏အိန္ဒြေသည် သူ့အားရင်တလန်လန်တုံစေခဲ့သည်တညာလုံးလုံးအရေးပြတ်ထား၍ကျိန်းဆန့်နေသောမျက်လုံးတို့သည်သူ့အားမူးမိုင်ဝေဝါးစေလေ၏ မျက်နှာကျဲပန်းကားဤတရွေ့ရွေ့လဲပတ်တန်းသည်သူ့ရင်ထဲအထီမြည်နေအောင်ကျင်လောင်လာသည်ဟုထင်မိသည်ကိုရိုနာမီးကရှင်စနကဘော်ဒီဟုတ်သလားမှန်ပါဖေဟာဘော်ဒီကဘာကြောင့်ထဲရသလဲအเจ้าရှိသလားမှန်ပါတပည့်တော်တို့အเจ้าတိုင်းမှာဘွဲအမိစင်တူဇနကတွေသုံးပါရှိပါတယ်ဖေဟာဇနကချင်းကွဲပြားအောင်လို့တပည့်တော်သတင်းသုံးတဲ့ဘော်ဒီเจ้าရဲ့အမိကိုနောက်ကထဲလိုက်ရတာပါရှင်ဖေဟာ ောင်းပြီ။ body ရဲ့အနံဘယ်နှမျိုးတည်တယ်လဲ။မိမိယူထားသောအမည်နှင့်ပတ်သက်၍မေးလိုက်သောအခါထိုပထမဆုံးမေးခွန်းကြောင့်သူ့ရင်ထဲတွင်ပေါ်ပါသွားလေသည်။အဘိဓမ္မကိုနှုတ်ငုံအာကုန်ဆောင်ထားသောကြောင့် body ၏အနရိပ်ပဲလေးမျိုးကိုတပြည့်ညွတညံတော်မှအစညောင်းပင်အထိသူ့တော်လန်စွာဖြည့်ဆို့နိုင်ခဲ့သည်။ဒါဖြင့်ကိုရိုနာမြေမှာဘယ်အနေနဲ့ body ကိုယူသလဲ။ ညောင်မင်းဆိုတဲ့အနက်ကိုယူပါတယ်ဖေ။ဘာကြောင့်လဲ။တိုးသည်အနှဲငယ်ရက်သွေးဖြင့်ခတ်တွတ်တွတ်ဖြင်းမိ၏။တစ်ပင်ကောင်းရင်ငှက်တောင်းနားရတယ်လို့အဆိုရှိတော်တပည့်တော်ရဲ့အရေးဝါဝါတာဟာဗုဒ္ဓသာသနာတော်ကိုခိုလုံခြင်းနဲ့ဝိနည်းရတရားတွေအတွက်အင်းငိမ့်မှုကို ပေးနိုင်ခြင်းနဲ့အနှဲဒိဗ္ဗေနဲ့ပါဖေ။ အိန္ဒြေကြီးသောဆရာတော်ဤမျက်နာတော်ကိုမဝုံမယဲဖူးမြော်လျက်ရှောင်ထားသောအခါဆရာတော်ဤမျက်လုံးများပြုံးယောင်တန်သွားလေသည်။နောက်ဆရာတော်တစ်ပါးကသူ့အားစူးစူးဆိုက်ဆိုင်အကဲခံလျက်မေခွန်ထံမေးသည်။ကိုတော့အရင်အဲ့ဒီထိုင်ကုန်မှာထိုင်သွားတဲ့တန်ကဟာကိုတော့ကို ပထန်းရဲ့ဘယ်ပစ္စည်းနဲ့ကျေးဇူးပြုသွားသလဲ။သူအနေငယ်ဦးနှောင်ချောက်သွားခဲ့၏။ 24ပစ္စည်းကိုစိတ်ထဲမှလှေမြန်စွာ အနေအထိပဲတွေစဉ်းစားယူရသည်။ဥပနိတိအပစ္စယောအညမညပစ္စယောမဟုတ်သေးဘူး။တိတ်ကြာရှည်စဉ်းစားနေ၍လဲမကောင်းမီ။သူသည်ဆုံးဖြတ်ချက်ကိုမြန်မြန်ချ၍မြန်မြန်ရှောင်ထားလိုက်ရ၏။သူထွက်သွားပြီးမှတပည့်တော်ဝင်လာထိုင်ရတာဆိုတော့မရှိခြင်းနဲ့အကျိုးပြုတဲ့အတွက်နတ်ထီပစ္စည်းနဲ့ပါဖေဟာ။ ဆရာတော်များတဘာမျက်နာကို တဘာအကြည့်ချင်းစုံလိုက်ကြပြီး ပြိုင်သူကောင်းငိမ့်လိုက်လေသည်တို့သည် နိုင်ငံတော်ပြည်ထည်သာသနာတက္ကသိုလ်ရန်ကုန်၌လေးနီတိတိပညာသင်ကြားခဲ့သည်မင်းကွန်ဆရာတော်ရှင်မြတ်ဖရာဤပံမိုးကူညီမှုကြောင့်တက္ကသိုလ်သည်အလွန်အစဉ်မြင်ခဲ့သည် တန်ကားတစ်ပါးစီနေထိုင်ရသော အခန်းကလေးများသည်လူအသည့်ပြေဘောကပစ္စည်းအစဉ်သင်ရှိ၏ဘာသာရဲခုနှစ်ခု၏သင်ငန်းစာများ အလုံးများပြားလာသဖြင့်သူတို့အားလုံးအလွန်ပင်ပန်းခက်ခဲစွာစူးစမ်းတင်ယူခဲ့ရသောလေနေထိုင်စားသောက်မှုမှာ အလွန်အဆင်ပြေသောကြောင့်တကြားစာချဓမ္မကတိကပါမောက္ခဆရာတော်များ အသင်ပြကောင်းမွန်သောကြောင့်၎င်းစိတ်ချမ်းသာခဲ့ကြပါသည် ုပ်ချုပ်သူဆရာတော်ဖရာဤဖုံးတကိုးအပေါ်မှာသင်္นานเจ้าဤစီပင်ဝါပြောမှုပြောင်းလဲကမူတည်နေလေသည်ជីညိုကိုဝယ်စီကတ်သူများသည့်အခါကြောင်ဖွင့်ပြိုးမည်အရေးချင်းလွန်ပြေဝါသောသင်္นานပို့ချသူဆရာတော်များနှင့်အင်အားဖြည့်မည်ဒါကလောကနေရာမှာတရားတိုင်းဖြစ်လေသည် တေနန်းဆင်းပြီးအောင်စရင်ထွက်ပြီးသောအခါ ကချင်ပြည်နယ်ရေခဲတောင်တန်းများ၏ခြေရင်းရှိဤရွာကလေးသို့တောင်ဝင်အရာရောက်လာခဲ့ရသည် ဗုဒ္ဓသာသနာထွန်းကားပြန်ပွားရေးအတွက်မိမိ၏ကိုခန္ဓာတစ်ခုလုံးကိုစွန့်လွတ်ပေးဆက်မိဟုသစ္စာဆိုထားခဲ့တော်လဲတကယ်တမ်းနယ်မြေဒေသကျန်းတန်းခက်ခဲသောဤတောင်တန်းဒေသမှာနေထိုင်တည်င်းသုံးရသည့်အခါမိမိသစ္စာပြည့်ချေမည်လားဟု မကြာခဏဆိုရင်မကင်းဖြစ်ခဲ့ရသည် မိမိတို့မြန်မာစကားကိုနားမလဲတော့ရွာသားများနဲ့သူတို့ဘာသာစကားကိုနားမလဲတော့မိမိရဲ့အကြားဆက်သွယ်ရသည်မှာတော်တော်ခက်ခဲ၏ဗုဒ္ဓဘာသာဝင်အနေငယ်သားရှိသောဤရွာကလေးတွင်အစိုးရကစွမ်းဆန်သောအဖြစ်လူရန်သောကြက်တထောင်ဖြင့်လာရောက်အသက်ရှင်ရခြင်းသည်မနိုင်မနှင်းဝင်တို့ဝင်ဖို့တစ်ခုသာဖြစ်လေ၏ တရွာနဲ့တရွာတွာလာရေးအတွဲကုချေတောင်းမှတပါအာကိုစရာရင်မရှိနတ်တမိုင်ချောင်းနှင့်ချောင်းလက်တက်များကိုဖြတ်ကူးရာတွင် အများဖြင့်အသုံးပြုကြသည်မှာကျိန်ဖြင့်ပြုလုပ်သောကြိုရရာများဖြစ်သည် တချို့ရရာများတွင်နင်းလျှောက်သည့်ကြံကင်းမှာကျိန်နှချောင်းသုံးချောင်းသာ ခင်ထားလေသည် အောင်မာကကြောင်တုံးများကြားမှာကြောင်မက်ဖွယ်အတန်းဖြင့်အော်၍စီစင်းနေသောချောင်းရည်စီ မြေပြန်သားတယောက်တွင်ကြီးမားသောစွန်စားမှုတစ်ခုပင်ဖြစ်သည်တနင်းတာဝင်ပြီးဆုံးပြီးနောက်သူဤရွာသို့တဆုံးတိုင်းနေဖို့သွားမိပြောသည့်အခါစာတင်ဘက်တငယ်ချင်းတန်ကားတချို့ကကရုဏာတော်သားဖြင့်အပြည့်တင်ကြလေသည် ကြည်ကြသေးတာပေါ့ကွာ ရွာသားတွေပဲဗုဒ္ဓဘာသာဝင် ဖြစ်လာမလားဇန်နကကပဲမလာကဇန်ကြွမလားစောင့်ကြည့်ရသေးတာပေါ့သူတိတ်ဆိတ်စွာပင်ပြုံနေခဲ့ပါသည်တန်ဃာတော်များကျင့်သုံးရမည့်ဝင်းဒီတို့ကို သူတက်နိုင်သမျှလိုက်နာပြီးတိတ်ခါတီကြီးစွာကျင့်ကြံပြုံမှုခဲ့သည်ပညာဘူးတို့တာများကိုမိမိတက်နိုင်သမျှပေးဝေငှားခဲ့သည် ဗုဒ္ဓ၏သားတော်ယဟန်ဆိုသည်မှာဤကဲ့သို့ချိုးချံနေထိုင်သူဤကဲ့သို့ကရုဏာရှိသူဤကဲ့သို့တိလဆောင်ထင်းသူဟုတစ်ချိန်ချိန်မှာရွာသားတွေနားလည်လာရမည် မိမိသည်ဤရွာအတွင်ဝင်းနှုတ်ဝင်ဖို့မဟုတ်ဘဲဤရွာကိုကျေးဇူးပြုသူ အကျိုးရှိစေသူဟုအလုံးကလက်ခံလာစေရမည်။ဤဇွဲတတိကိုရရန်သူသည်တုံးဤတစ္ဆာကိုထက်ခါထက်ခါအာယုံပြုရွဆိုရလေသည်။ယခုအခါတွင် ဥစဏကဟုသောဘွယ်အမည်သည်ရွာသားများအတွင်စကားထဲတွင်ထည့်ပြောရသည့်အမည်ဖြစ်လာပြီဟု သူတရားသည်လာပြေလောက်ွယ်ဥပုံရံများတွင် ဥပုံစောင့်တည်သည့်စွမ်းတကားတကားမများဤဘေးတွင်ဆတ်စုတတ်သောအချားကလေးတငယ်များမကြာခဏပါလာတတ်သည် ထိုကလေးများသည်ပြစ်တာဖြင့်နူးညံ့စွာ စကားပြောဆက်သွဲကြသည် အပြစ်ကင်းစင်လာသောကလေးတို့သည်သူ့တင်ငန်းစာကိုအံ့ဩတော်ထိတို့စုပ်ကိုင်းကြည်ရင်စားစာခြင်းလှေမြန်သောအတန်ထွက်များဖြင့်စကားပြောလေသည် တို့သည်ကလေးတို့အားဗုဒ္ဓဝင်ရုပ်ဆောင်စာအုပ်ကိုဖွင့်ပြလျက်ဗုဒ္ဓ၏ဖြစ်စဉ်ကို အခွင့်အသင်တိုင်းပုံမြင်တပွဲပြောပြသည် ဗကြီးဆရာကြီးဥပကြီး၏ပြည့်ပြည့်စွာခမ်းနားသောရုပ်ဆောင်တရုတ်ဖော်ပုံများကို ခလီများစိတ်ဝင်စားကြပါသည်တနည်းဒီဒီကျောင်းနိုင်ဖုန်ကြီးအဖြစ်လက်တွေ့သာသနာပြုပြီးနောက်ဤဝါတို့ပင်မိမိဆုံးဖြတ်ချက်ဖြင့်ထက်မှန်လာရောက်ခဲ့သည်မှာထိုကလေးများ၏အပြည့်ကင်းစင်သောမျက်လုံးများကြောင့်ဖြစ်လေသည် ထိုမျက်လုံးများကိုအေးချမ်းမှုဖြင့်တည်ငြိမ်စေလိုသည်။ယုံကြည်ခြင်းဖြင့်လည်း တောက်ပါစေလိုသည်ကရုဏာဖြင့်လည်းနှူညံစေလိုသည်တို့ဤနှလုံးသားကလေးများကိုကရေခဲတောင်တန်းစီမှဆွဆူဖြူသောနှင်းများလိုပင်ဖြူစင်တန်ရှင်စေလိုသည်ရေမှဖြစ်သောထိုစေစနာကို မိုင်မောင်းများစွာဝေးကွာလာသောဇာတိရွာကလေးမှမိခင်ဖခင်နှစ်ပါးခြေလင်းစွာတာရုခေါ်ကြလိမ့်မည်ဟု သူယုံကြည်ပါသည်လာရောက်နာဆင်အပ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။အနေမကောင်းလို့နှာတန်းလေးနဲ့နဲ့ပါနေလို့တီခံပြီးတော့နားဆင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲဘေးကင်းကြမ်းမှကြပါစေ။